ပြည့်တဲ့တွေရောပြီးတော့လူပြည်နာရှင်ဒီကောင်မတွေရောဖိတ်ချလိုက်တဲ့တွေအားလုံးအားလုံးအချင်းလေးပြည်နာရောက်ကြည့်ရှုတဲ့အတွက်အတူပဲကျေးဇူးတင်ရှိပါမယ်။ဒီကနေမတူးရှုတဲ့ရုပ်ရှင်တကားလေးဟာကျွန်တော်တို့ဒီကျွန်တော်ရခဲ့တဲ့ရုပ်ရှင်တစ်ပန်းတစ်ချောင်းပေါ့နော်။ကျွန်တော်ဒီမတူးဒီအောင်ဒီကအရှိရကားရဲ့မတူးဒီအောင်ကြိုးစားထားတဲ့ဖိတ်တဲ့အတွက်ကြိုးစားထားတဲ့အားလေးဖြစ်ပါတယ်။ဒါတော့ဒီကားမှာပါဝင်တဲ့လူပြည်နာရှင် ဒီပညာကျွန်တော်ချက်တင်လေးစားရတဲ့ဒီပညာရှင်တွေရောဒီပကားကျွန်တော်နဲ့တခါမှတွဲပြီးတော့တရားမဆောင်ဘူးတဲ့အဲတရားဆောင်နေတယ်လို့ပေါ့နော်အကုန်လုံးပူပေါင်းပြီးတော့အကောင်းဆုံးကြိုးစားထားတဲ့ကားလေးဖြစ်ပါတယ်လို့ဒီနေ့လည်းလာရတာပူပူဖြစ်ပေါ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဒီစီတူမာရဲ့အခုလက်ထက်မှာခင်ဗျားမှကျွန်တော်တွေးလိုက်တယ်အခုတော့အမှတ်တရလေးပန်လေးရပေးထားရနော်ဟုတ်ကဲ့မိုက်တယ်ဟုတ်ရွှေရိုးရွှေကျေးဇူးပါဆို ကျတဲ့မင်္ဂလာပါမတရားလေးလည်းပြောပြပါဦးခင်ဗျာဟုတ်ကဲ့မင်္ဂလာပါအဲထက်ကိုဒီနေ့ကျွန်တော်ရဲ့မတူရရှင်ကာယူမှာအခုလိုမျိုးပါဝင်ခွင့်ပေးတဲ့ Lucky 10ရွှေရှင်ထမိုးရေယုံပြီးတော့ Director ကိုစိုးမိုးပြီးတော့တက်ကိုရေယုံဒီဂျီနဲ့အီဂျီမာနေရာမှာထက်နဲ့တက်ခံလို့ရေးခုပြေးခဲ့တဲ့ကိုဒီတို့နဲ့ကျေးဇူးများကြီးတင်ပါတယ်ထက်ကိုပထမဦးဆုံးဝင်လို့နဲ့ဒါအနုပညာအလုပ် ဆန်းလခွင့်ရရပြမဦးဆုံးအခွင့်ရပါအဲ့တော့လည်းခဏနေအရင်ရရခုပြီးတော့ပြောခဲ့ရသလိုရတဲ့တာဝန်ရှိခဲ့ပါတယ်။ထဲရရအချီမဆိုရဲဒီ character လေးတစ်ခုမှာဒီကလွန်ငတိုးမှုရှင်ကဤတကားလုံးအတွက်ပေါ့နော်အကောင်းဆုံးအထက်လေးနဲ့တာဝန်ကြီးအောင်တော့စူးစမ်းရပါတယ်။လိုအပ်တာတွေရှိရတဲ့ဖက်ဖို့ကားတွေခုလိုပေးကြပါလို့ပြောချင်ပါတယ်ရှင်။အဲဒီရရှင်ကကြီးအောင်ဆိုလို့ရှိရင်အဲပါဝင်ကြတဲ့အနုပညာရှင်အပြည့်ပညာရှင်အတက်ပညာရှင်တွေအားလုံးက တခန့်တခန့်သားစီကအဓိပ္ပာယ်ရှင်တွေအူချင်းစီကအကောင်းဆုံးစ조사ပြီးတော့အားလုံးတာဝန်ကျေပြီးတော့ပုံဖော်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ဟာတာကားလေးဆိုပေမဲ့သူချာချာလေးတွေအဲသူချာရဲ့ပြက်ကွက်လေးတွေအများကြီးပါဝင်နေပြီးတော့တန်းနေနဲ့အမတရားဆိုလို့ရှင်တော့ဒါဥရှင်ရိုးတော်ဘုအကကိုဒါမြတ်မရိုးရတတိရည်ချင်းမှုအကတခုကိုကပြခွေချာပြခွေရတဲ့ကားလေးလည်းဖြစ်ပါတယ်။အဲ့အကလေးရနေစပြီးတော့ထက်ကိုအပီးခဲ့ကြရတဲ့ကျေးဇူးအများကြီးတင်တယ်လို့ဒီကနေပြီးတော့ပြောကြားချင်ပါတယ်ရှင်ဒီယုံကြည် အာမစနဲ့တော့ဝင်နေကြလို့ရှိပါတော့ဒီမှာတိုင်ကလုံးမှာပြန်တာတော့မဖြစ်တဲ့အတွက်အားပေးကြပါလို့ပြောဆိုပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးပါဆီတော့ဒီစီလဲအမှတ်တရလေးပြောပြပါဦးခင်ဗျာဟုတ်ကျွန်တော်ပထမဦးရုပ်ကျေးဇူးတင်နေတာတော့ဟုတ်ကျွန်တော်လိုပေါ်လိုက်ပြောက်လိုက်ပါအောင်တတိယအမှတ်ရသေးတယ်လက်ဒီကန်ဟိုပရိုဖက်ရှင်တင်းရယ်ပြီးတော့ကိုရီတိုးရယ်ပြီးတော့ဒိုင်တာကြီးကိုဆုံးမမယ်အားကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်နဲ့အတူတူတက်ညီလိုက် ကျွန်တော်ပြည်ရဲ့ရုပ်ဆောင်မိကြရဲ့လူဒီအားလုံးကျေးဇူးတင်ပါမယ်။ဒုတိယအနေနဲ့တော့ဒုသရောက်လာကြတဲ့သူတွေတယောက်ချင်းစီတိုင်းအားလုံးကျေးဇူးတင်ပါမယ်။တတိယအနေနဲ့တော့ဒီကနေ့ငါတို့ကိုဝင်ရံကြတဲ့သူတွေအားလုံးကျွန်တော်ကျေးဇူးတင်ပါမယ်။သဒုထရီပါလို့ပြောကျွန်တော်မှားတော့ပါမယ်ကျွန်တော်သိပါတယ်။အဲ့တော့ကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါကျေးဇူးရေးကျေးဇူးရေးတင်ပါတယ်။ဦးဆုံးဝင်တဲ့မင်္ဂလာပါ။အမတ်တရားလေးပြောပြပါဦးခင်ဗျာ။ထုတ်လို့ရေးကျေးဇူးတင်ပါတယ်။ ပြီးတော့ writer ကိုစိုးမုံနေတယ်ပေါ့နော်။ဒီတနုပ်ကိုကိုစောဝတ္ထုပေါ့နော်။ပြောကြည့်ပါလေပြီးတော့ဇာညွန့်ပေါ့။အဲဒီ writer တွေဝတ္ထုတွေဇာညွန့်တွေပြီးပြီဆိုရင်တော့ဒီနေ့ပရိသတ်တွေတစ်ခဲနဲ့နှိရှင်များစွာအားပေးလာခဲ့တဲ့ကိုနေတို့ကိုကျေးဇူးတင်ပါတယ်။အဲ့တော့ကိုနေတို့ဒီတဲ့ပို့ပြီးတော့လေကိုယ့်ရဲ့အောင်မြင်မှုကိုထိမ့်သိမ့်နိုင်ပါစေ။ထိမ့်သိမ့်လာတဲ့အနေထားမှာလည်းအမှုပညာနဲ့ပတ်သက်ပြီးတော့ ဒီကလေးကကြိုးစားတဲ့လူတယောက်ဖြစ်တဲ့အတွက်လည်းကျွန်တော်တို့ဘက်ကနေပြီးတော့သူရိုက်တဲ့ကားတိုင်းမှာကိုပါဝင်ရလို့ရှိရင်တော်တော်လေးဂယုစိုက်ပြီးတော့ကြိုးစားပြီးအလုံးလုံးအောင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဝရိယထားပြီးအလုံးလုံးတဲ့နေလို့ဖြစ်နေလို့ပါနော်။အဲဒါကြောင့်ဒီဇကားလေးဟာလေဒီဇကားပေါ့နော်ဒီဇကားဟာပရိသတ်အကြိုက်တွေ့မှာပါ။အဲပြောမယ်ဆိုရင်တော့ရင်းစရာဟာတာတွေလည်းမှာတော့ ။ UNIDO ဆိုတာကနာမည်ရပြီးသားအကယ်ဒမီမင်းသားဖြစ်နေတဲ့အတွက်တခြားကားတွေနဲ့မတူအောင်သူကိုယ်တိုင်ရိုက်ထားပြီးသားကားတွေနဲ့မတူအောင်သူတော်တော်လေးကိုကြိုးစားပြီးတော့ပြုဆောင်ထားတယ်ဆိုတာပြိတ္တိအားပေးလို့ရှိရင်သိရမြန်မှာပါ။အထူးကျေးဇူးတင်တာကတော့မြန်မာပြည်မှာမြန်မာကားကိုအားပေးနေတဲ့ပြိတ္တကိုအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ။ အဲ့ဒါကတော့ရင်ထဲကနေလိုက်လိုက်ငင်းငင်းနဲ့ကိုပြိဿကြီးကိုကျေးဇူးတင်တဲ့အကြောင်းပြောရင်းနဲ့ပါပဲဒီလောက်ပါပဲခင်ဗျဟုတ်ကဲ့ပါအခုကျေးဇူးအများကြီးပဲတင်ပါတယ်မိုင်းမျိုးမင်္ဂလာပါမိုင်းမျိုးလည်းတခုခုလောက်အမှတ်တရလေးခြံပေးပါအောင်ခင်ဗျဟုတ်ကဲ့ဟိုအခုရိုက်တဲ့ဂန်နွေတိုးကားလေးမှာကျမတကြီးရဲ့ကတော့ဒေါက်ကတ်စီနီယာနေပြီးဆန်ထားပါရဲ့ရှင်အဲအဲ့ကားလေးမှာတကယ်ကိုဟိုညီကောင်ပါတော်များနေတယ်ပျော်ပျော်လွင်လွင်နဲ့ဒီကားလေးကိုရိုက်ခဲ့ရပါတယ် အဲအဲ့တဲ့ကြောင့်အခု23ရက်နေ့မှာပြမယ်ဒီကံတွေဒုက္ခလေးကိုလာပြီးအားပြကြပါဦးလို့တကယ်ပါယေရှုတင်ပါလိမ့်ရှင်ယေရှုပါဦးရမင်္ဂလာပါခင်ဗျာဘုရားမင်္ဂလာပါခင်ဗျာမတ္တရားလေးလည်းပြောပြပါဦးခင်ဗျာဟုတ်ကဲ့ဗျာမတ္တရားဆိုလို့ရှိရင်တော့ကျွန်တော်တို့ကားရိုင်နေရင်းနဲ့ဘုန်းကြီးကျောင်းကြီးရဲ့ရင်းနဲ့ဝိရိယရောလို့ကျွန်တော်တို့ထပြေးရပါခင်ဗျာဟုတ်ကဲ့ပါညနေလေးကျတော့လိုက်ကြတဲ့ပြည်ရည်ဟုတ်ကဲ့ကျွန်တော်တို့ဒီကားကတော့ဒါအမှန်တမ်းမှာ မှတ်ရတယ်အများကြီးရှိသလိုပြောကြတာလည်းကောင်းပါတယ်။ကိုနေတို့နဲ့တို့တို့ပြန်ရရတယ်။ဒီကြားမှာထူးထူးခြားခြားတာမင်းသမီးလေးထက်တဲ့ထုံနေဟလား။တို့တို့တယောက်တို့တို့ဒီဥရှိရိုးနဲ့တော်မူအတလေးပေါ့။အချင်းရေးပေးသူကတော့အဲရှန်ထုံးမြန်မာစားနေပြီးတော့ရှင်ရေးပေးပါတယ်။အဲ့ချင်းလေးကလည်းဥရှိရိုးနဲ့တော်မူရဲ့ခစ်တဲ့နော်။အဲတခစ်ဆန်းထားတဲ့အချင်းလေးကိုရိုက်ပြီးတော့တို့တို့တယောက်တော်တော်လေးကိုထူးစားပါလားနဲ့အကတက်ပြီးတော့ဟလားတို့လေ့ကျင့်ပြီးတော့မှသိချဖို့စတဲ့ကံကရိုက်ထားတယ်။ ဘက်ကွက်ပြီးတော့နော်အဲ့ဇက်ကွက်ကလေးလည်းတော်တော်များကြည့်ပြီးဖြစ်ပါလိမ့်မယ် TikTok ကတက်နေလာပြီနော်အဲအဲ့တော့ဗာလဲလို့ပြောဖိုင်တာရဲ့တုံတဲ့ဆုံးမမှုညွန်ပြမှုကိုအဲမင်းသားနေတို့နဲ့မင်းသမီးတို့နဲ့တွေ့တော့လည်းစူးစမ်းပန်းစားရိတ်ကူးထားတာဖြစ်တဲ့အတွက်ကြောင့်အားလုံးသောချစ်တော်မိသားစုကြီးနော်မဆက်သွေးရည်ကြရင်တော့ဘုရားကိုအပိကြပါလို့ဒီလိုဖိတ်ခေါ်ပါတယ်ခင်ဗျာအပေါ်အောက်ကအပိကြတွေကိုလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါဗျာ